မလေးရှားနိုင်ငံကိုသွားမဲ့မြန်မာတွေအနေနဲ့ one stop center မှာဗီဇာလုပ်ရမှာဖြစ်ပြီးဒီစီဇန်ကိုမလေးရှားနိုင်ငံကုမ္ပဏီတစ်ခုနဲ့မြန်မာဘက်က Diamond Palace ကုမ္ပဏီတို့ပူးပေါင်းလုပ်ကင်ကြမှာဖြစ်ပါတယ်။ One Stop Center မှာပြောင်းလုပ်တဲ့အတွက်ဘာတွေထူးခြားမှုရှိလာမှာလဲ။ One Stop Center မှာနိုင်ငံတကာစစ်မီနိပညာတွေကိုအသုံးပြုမှာဖြစ်လို့ဗီဇာအတုတွေကိုလည်းရာနှုန်းပြည့်လျှော့ချနိုင်မယ်လို့ကောင်းဝန်ရှိသူတွေကပြောဆိုထားပါတယ်။ကျွန်တော်တို့ခုလုပ်တဲ့ ဟာတရားဝင် system နဲ့သုံးပြတာနောက် sticker နဲ့ထုတ်တဲ့ဖြစ်တဲ့အတွက် visa အတုလုပ်ဖို့အတွက်တော့ပိုခက်သွားပါတယ်။ရခင် visa အတုလုတ်တာနဲ့ဆိုင်ယခု visa ကပို့ပြီးတော့ကျွန်တော်ဒီအတုပါလုတ်တဲ့နေရာမှာလုတ်တဲ့ရခိုင်နှုန်းရောက်ကြသွားမလို့ကျွန်တော်ပြောချင်ဖြစ်ပါတယ်။ကျွန်တော်တို့ကဒီမှာဘာပါလဲဆိုတော့နံပါတ်1က biometric နည်းပညာပါတယ်။ ICG နည်းပညာပါတယ်။ဆိုတော့ biometric နည်းပညာတော့လာရှိမှလား။ ကျွန်တော်တို့သူ့ရဲ့လက်ပွေလက်ပွေကြီးကျွန်တော်ယူပြီးတော့ဒီလက်ပွေနဲ့မြည်သူမြို့မှာမကန်ကြောင်းလာလို့တဲ့စနစ်တွေပါဒါတွေအလုံးလည်းကျွန်တော်ဂျာမန်ကဒီကွန်မြူနတီခုနကကျွန်တော်တို့ဒါနှိရှေဘိုးတူပြီးတော့ဒါလုပ်ထားတာဟာပါမလေးရှားဆိုရလဲသူသုံးတဲ့ဟာလဲဒီဒီ biometric နည်းပညာပါပဲဆိုတော့ဒီ biometric နည်းပညာနဲ့ခုန ICD နည်းပညာပေါင်းပြီးတော့နိုင်ငံတကာကသတ်မှတ်ထားတဲ့ဒီ ICA ကသတ်မှတ်ထားတဲ့ ်လွတ်လွတ်လပ်လပ်ဥပဒေအတိုင်းဒါဒီဗီဇာလိုထားတာပါဗီဇာလိုဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကတော့အရင်ကအတိုင်းပဲပြောင်းလဲသွားမှာမဟုတ်ပါဘူးဗီဇာလိုဖို့အတွက်ဝန်ဆောင်မှုကြီးကို အတိအကျမတက်မှန်ရသေးပေမဲ့ဝန်ဆောင်မှုစတင်တဲ့ဒီဇင်ဘာလ၁ရက်နေ့ကစပြီးတလတတိဝန်ဆောင်မှုကြီးအခမဲ့နဲ့ဗီဇာလုပ်ပေးသွားမှာဖြစ်ပါတယ်။ One Stop Center ဟာမြန်မာပြည်အတွက်မလေးရှားဗီဇာကို မြန်မြန်ဆန်ဆန်နဲ့တနေရာထဲမှာအပြီးလုံနိုင်မဲ့နေရာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဗီဇာလုပ်တဲ့သူတွေပို့ပြီးညံဆန်လွယ်ကူသွားမယ်လို့လည်းမလေးရှားကုမ္ပဏီဘက်ကဆိုပါတယ်။ OSC essentially is a one stop center for the public OSC ဆိုတာမလေးရှားသွားမဲ့မြန်မာတွေအတွက်နေရာထဲမှာဗီဇာပြီးလုံနိုင်မဲ့နေရာတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ဒီစာ၆သူတွေကိုမြန်မြန်ဆန်ဆန်လွယ်ကူအောင်လုပ်ပေးသွားမှာပါ။ရင်ကလိုတန်ယုံချင်းမှာစောင့်နေစရာလည်းမလိုတော့ပါဘူး။လုံခြုံရေးကိစ္စတွေကြောင့်ဒီစာတစ်ခါတစ်ခါလုပ်ရင်ကြာတတ်ပေမဲ့ဒါကတော့ပြည်သူတွေတက်ပိုကောင်းတဲ့ဝေဆောင်မှုတစ်ခုဖြစ်ပါတယ်။